တကဘာလုံးကိုကုံသွဲစီးပွားရေးကန္တာမှာအကြီးအကျယ်ကြက်ထားစေမဲ့တိန်ကြုံအခွန်စည်းကြမ်းမှုအစ်စ်တွေကိုအမေရိကန်သမ္မတထရမ့်ကကြေညာလိုက်ပါတယ်။အဲ့ဒီအခွန်စည်းကြမ်းမှုကအမေရိကန်ရဲ့ကုံသွဲဘက်နိုင်ငံအားလုံးနှိပါအပေါ်တက်ရောက်စေပြီးအထူးသဖြင့်တော့အာရှနိုင်ငံတွေရဲ့သွင်းကုန်တွေအပေါ်အခွန်စည်းကြမ်းမှုမြင့်မြင့်မာမာသတ်မှတ်ထားတာတွေ့ရပါတယ်။ထရမ့်ကအမေရိကန်ရဲ့ကုံသွဲရေးလုံခြုံရေးမှုကိုရှော့ချဖို့နဲ့ပြည်တွင်းထုတ်လုပ်မှုကန္တာကိုအရှိန်မြှင့်ဖို့အတွက်ကုံသွဲဘက်နိုင်ငံတိုင်းရဲ့သွင်းကုန်တွေကို အခြေခံစည်းမျဉ်းသတ်မှတ်မှုအဖြစ်၁၀ရာခိုင်နှုန်းအခွန်စည်းကြံမယ်လို့ဧပြီ၂ရက်နေ့ကကြေညာပါတယ်။အဲ့ဒီနောက်တရုတ်ရဲ့သွင်းကုန်တွေကတော့တန်ဘိုးရဲ့34ရာခိုင်နှုန်းအခွန်စည်းကြံခံရမှာဖြစ်ပြီးဗီယက်နမ်က46ရာခိုင်နှုန်း၊ထိုင်းက36ရာခိုင်နှုန်း၊ကမ္ဘောဒီးယားက49ရာခိုင်နှုန်းနဲ့ဂျပန်က24ရာခိုင်နှုန်းအသီးသီးအခွန်စည်းကြံမှုတွေရင်ဆိုင်ရမှာပါ။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သွင်းကုန်အများပြားကတော့အခွန်20ရာခိုင်နှုန်းစည်းကြံခံရမှာဖြစ်ပါတယ်။ ထရမ့်ရဲ့အခွန်စည်းကြမှုကြီးညာချက်သည့်ထွက်ပေါ်လာတဲ့နောက်အာရှဈေးကွက်ရှယ်ယာတန်ဖိုးတွေတည်တည်တတ်တာထိုးကြကုန်တယ်လို့ကမ္ဘာရွှေဈေးကလည်းစံချိန်တင်မြင့်တက်လာပါတယ်။အဲ့ဒီကြီးညာချက်အသက်ကနိုင်ငံပေါင်း100လောက်ကိုတက်ရောက်မှုရှိမှာပါ။ဒါကြောင့်နိုင်ငံအများပြားကအမေရိကန်နဲ့ကုန်သွယ်မှုကိုရှော့ချနိုင်မယ့်နည်းလမ်းတွေစဉ်းစားနေပြီးအနာဂတ်ကမ္ဘာကုန်သွယ်ရေးနယ်ပယ်မှာကြီးမားတဲ့မူဝါဒအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ထားပါတယ်ရှင်။